မင်္ဂလာပါရှင်ကျမကတော့မူဝိန်ကျဲပါ BMC အဖွဲ့ဝင်တွေရဲ့သတင်းတွေကိုဒီတော့မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ် BMC အဖွဲ့ဝင်တွေကတော့74 Media ရွှေပြည်မြေ News Agency မေကောင်နေယိုဇလံမန္တလေး Free Press မြေလက်အတန် Western News AR တိုင်းနဲ့ဒေသတင်းနိုင်တိုင်းတို့ဖြစ်ကြပါတယ်တရားဝင်ကုန်စည်တင်ကားတွေနဲ့ပတ်သက်တဲ့ဆိုပြီးတောင်ကြီးအခြေဆိုင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူဘုံမူချုပ်နိုင်စောဦးနဲ့ကိုအေးအရာရှိကိုစစ်ကောင်စီကဖမ်းဆီးစစ်ဆင်နေပါတယ်ဒီသတင်းကိုမဲခေါင်သတင်းဌာနကပေးပို့ထားပါတယ်တရားမဝင်ကုန်စီတွေကိုဖမ်းဆီးငွေတောင်းတာကိုရိုင်းကုံကူးတာနဲ့ပတ်သက်ပြီးတောင်ကြီးချေဆိုင်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူဘုံမူချုပ်နိုင်စောဦးနဲ့ကိုအေးအရာရှိကိုဖမ်းဆီးချုံနောင်ထားပြီးစစ်ဆေးနေတယ်လို့ယုံကြည်ရတဲ့သတင်းရင်းမြစ်တွေစီကသိရပါတယ် ပြီးခဲ့တဲ့အောက်တိုဘာလ22ရက်ကနေပြည်တော်ကိုသတင်းပို့ခိုင်းပြီးဖမ်းဆီးလိုက်တာဖြစ်တယ်လို့လည်းသိရပါတယ်။သူ PSO ပါတဲ့ရက်ဆောက်မှမိတဲ့တရားမဝင်ကုန်တွေဥယျာဉ်စေဝါတွေကြောက်စင်းကိစ္စတွေကို PSO ကဝန်ခံတယ်။အဲ့ဒီအပေါ်မှာတိုင်းမှုကိုဖမ်းတာပဲ။သူစာ DSC 40ကတရားကိုခန့်တယ်။ဟိုရက်ကလည်း PSO နဲ့ပတ်သက်နေတဲ့ရက်ဆောက်ကကောင်တလုံးကိုဖမ်းတာ။စနေပိန်းကနဲ့30ကျော်တယ်။တားမြစ်ကုံဆုံမှာမူရေးစေဝါနဲ့ပတ်သက်တာတွေကြောက်စင်းတွေအိတ်လိုက်ပဲ။ဖန်ခံတဲ့အထက်မှာ PSO နဲ့တွဲပဲဟန်တာဆိုတာလည်းပါတယ်။ အဖမ်းခံရတဲ့ပုံမှုချုပ်နိုင်စောမှုအစား DSA 40စင်တမခ88မကွေးကပုံမှုချုပ်ကျော်နိုင်ဦးကိုခံထားလိုက်တယ်လို့စီရီယန်ပိုးကြီးစင်ယွန်စီကသိရပါဗျ။ဖန်စီခံရတဲ့တိုင်မိုနိုင်စောဦးမှာအလုတ်တင်ပူတေစာ OTC 25ဆင်းဖြစ်ပြီးဘာတူဘူဒနန်ကျောင်းအုပ်ကြီးကနေပြီးခဲ့တဲ့ဩဂတ်စ်လကမှရပခတိုင်မိုဖြစ်လာသူပါ တိုင်မိုမဖြစ်ခင်ဘာတူတက်နယ်တာဝန်ယူရစဉ်ခရေက PSO ဘူဂျင်းရဲသူအောင်ကိုတရားမွင့်ကုံစီကိစ္စတွေခိုင်းစေခဲ့သလိုတိုင်းမှုဘဝမှာလည်းရက်ဆောက်ဖက်ကတရားမွင့်ကောက်ခံရရှိတဲ့ line ခြေတွေကိုဂါရဝါကြီးအနေနဲ့ရယူနေခဲ့တယ်လို့လည်းသတင်းရင်းမြစ်ကဆိုပါတယ်။ဒုချုပ်စိုးဝင်းရဲ့လူယုံဖြစ်တဲ့ဟိုပုံတက်မတော်ကွန်ပျူတာနဲ့ဤပညာသိပ်ပံကြောင့်ဘုံမှုချုပ်တန့်ထင်ဆိုကတရားမဝင်တစ်တွေတည်ယူမှုကိုနေကျော်ဖမ်းတဲ့ကိစ္စမှာ တိုင်းမှုရဲ့အကူအညီမပေးတဲ့အပေါ်ဒုချုပ်ကိုတိုင်ကြားတဲ့ကိစ္စလဲ အဖမ်းခံရတဲ့အကြောင်းချက်တခုလို့သတင်းရင်းမြစ်ဦးကပြောပါရယ်စစ်တပ်အတွင်းတမိုးကြီးတွေအစင်မှာခုလိုဖြစ်စဉ်ကိုဇတုသားစာချင်း .e.wall လို့တုံထုံပြီးလက်တင်ရစတော်ခေါ်ဆရာတစ်ပည့်ဂိုင်းဖွဲ့ပြီးတစ်ဖွဲ့နဲ့တစ်ဖွဲ့နှိတ်ကွနေတာဟာစစ်တပ်ပြိုဆင်းနေတဲ့လက္ခဏာပဲလို့စစ်တပ်အငိမ့်စားအရာရှိကြီးတူကမဲခေါင်ကိုပြောပါရယ်ဘုံမှုချုပ်တန့်တင်ဆိုဟာ DSA 41ဆင်းဖြစ်ပြီး လာရှိုးမြို့သိမ်းတိုက်ပွဲမှာ MNDA ရဲ့စစ်တုံးမှန်အဖြစ်ရမခတိုင်းမူပိုးချုပ်စိုးတင် အမတ်တစ်စကခါမူဘုံမှုချုပ်မျိုးမင်းထွေးတို့နဲ့တူဖမ်းဆီးခံခဲ့ရပြီးပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာဟိုပုံဤပညာကျောင်းအဖြစ်ပြန်လည်ခန့်ထားခံရသူဖြစ်တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ဘုံမှုချုပ်နိုင်စိုးဘာထူးကျောင်းကြီးတောင်းယူခဲ့စင်က ကိုရေးရာရှိ PSO ပိုးကြီးရဲသူအောင်ကနေတဆင့် တရားဝင်ကုန်စီကားကြီးတစ်စီးကိုကြက်နှစ်သိန်းခွဲတက်မောင်ခိုကားတစ်စီးကိုကြက်6သိန်းတရားဝင်တစ္ဆက်တစ်စက်ကိုလစဉ်ချေကြက်သိန်း60နဲ့တခြားကားတွေကိုလည်းအနည်းထားပေါ်လိုက်ပြီးတက်နယ်မူချေတက်နယ်ချေဂိတ်ချေစတဲ့ခေါင်းစဉ်မျိုးစုံနဲ့ကောက်ခံခဲ့တယ်လို့တက်တွင်သတင်းရင်းမြစ်တွေစီကသိရပါတယ်ဒီလိုလက်စားပြီးကြီးပွားလာတဲ့ပုံမှုချုပ်နိုင်စောဦးကိုရပခတိုင်းမှုအဖြစ်ခန့်အပ်လိုက်တာကြောင့်စစ်တပ်တွင်းမှာလည်းမကြေလည်မှုတွေများပြားခဲ့တယ်လို့ တက်တွင်သတင်းရင်းမြစ်တွေစီကနေသိရပါတယ်။စစ်တပ်ကပြန်လည်ထိန်းချုပ်ဖို့စ조사နေတဲ့မတရားမျိုးနယ်အရှိချမ်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့၃ရက်တာအတွင်းမှာအရက်သား6ဦးထိအသက်ခံရပါတယ်။ဒီသတင်းအပြည့်အစုံကိုရေလက်အတန်ကတင်ဆက်ပေးထားပါတယ်။ဝန်လေးတိုင်းမတရားမျိုးနဲ့အရှိချမ်းမှာစစ်ကော်မရှင်တပ်ဖွဲ့နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ကြားတိုက်ပွဲတွေပြင်းထန်နေပြီး၃ရက်အတွင်းစစ်ကော်မရှင်တပ်လက်ချက်ကြောင့် အယတ္တ6ဦးတည်ဆုံးခဲ့တယ်လို့ဒေတာခန်တွေစီကသိရပါဗါဒ်အော်တိုဘာလ22ရက်မှာမတရားမြို့နယ်အရှိဘတ်စိတ်တရွာအနီးကိုစစ်ကြောင်းထိုးလာတဲ့အင်အား150ခန့်ပါစစ်ကောင်စီတပ်ဖွဲ့နဲ့ဒေတာကာကွယ်ရေးတပ်ဖွဲ့တွေမနက်9:00အခန်းကစတင်ကတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးညနေ9:00လောက်မှာစစ်တပ်ကအင်အားထပ်တိုးဖြည့်က drone တွေနဲ့ပုံကျဲချခဲ့တာကြောင့်ဒေမီတချို့ဆုတ်ဝေးလိုက်ရတယ်လို့ရှေ့တန်းမှရှိနေသူတို့ကနေလက်တံကိုပြောပါတယ်အန်တူလာတာကကျွန်တော်ငါးလုံးပြုံမြောက်ဖက်ကနေတူလာတာ ငါလုံးညောင်တို့လာစိတ်ကြောင်းနေပထမဦးဆုံးဝင်တာစိတ်တာစိတ်တာထိပ်ပိုင်းပေါ့အဲကြိုးကြရွာကကြတော့စိတ်တာထိပ်ပိုင်းနေတက်ဆက်သေးပဲတောင်မမြောက်ဖက်ဟိုကောင်ကစိတ်တာဗျမ်းကျေတော့ကြတော့ရှိပိုင်းနောက်ပိုင်းကိုယ်နေကြိုးကြရွာသေးတယ်ကြိုးကြကြိုးကြပြီးတော့အဲခုနကပြောတဲ့တပီလာပေါ့တပီလာကကြတော့ကြိုးကြရဲ့အရှိဘက်ပြန်ကြွားသွားသူကဟိုဘောခန်းငယ်ပုံစံမျိုးအကွေးလေးဗတ္တရာအရှိချမ်းမှရှိနေတဲ့စစ်ကြောင်းတွေကအရသားတွေကိုဖမ်းဆီးတပ်ဖြတ်တာနဲ့လက်နက်ကြီးပြခတ်တာတွေကြောင့်အော်တိုဘာလနောက်ဆုံးအပတ်၃ရက်တာအတွင်း ဒေသခံ6ဦးသေဆုံးထားတယ်လို့သိရပါတယ်။မလုံးမြုံကြီးရွာမှာအင်အား150ခန်းနဲ့စုဖွဲ့ထားတဲ့အဲ့ဒီစစ်ကြောင်းဟာစိတ်တရွာအနီးဒေါ်လာရဲ့တက်တွေနဲ့တိုက်ပွဲမဖြစ်မီအော်တိုဘာလ18ရက်မှာအုံကုန်းတော်တိုက်ကိုစစ်ကြောင်းထိုးဝင်ရောက်ခါဒေသခံတချို့ကိုဖမ်းဆီးပြီးတဲ့နောက်နှစ်ဦးကိုတပ်ဖြတ်ခဲ့တယ်လို့ဖမ်းဆီးခံရတာကနေပြည်လဲလွတ်မြောက်လာသူရဲ့ပြောဆိုချက်ကိုကိုးကားပြီးဒေသခံတအူးကအခုလိုပြောပါတယ်။စပိုးရဲနေကတက်ခါတဲ့နှစ်ယောက်ဆိုရင်တယောက်ကသူ့ရဲ့ညီကိုသားချင်းကဒီဖွဲ့ထဲမှာတယောက်ကကြအဖေပေါ့သူသားကဖွဲ့ထဲဝင်ပြီး ထွက်လိုက်ဝင်လိုက်ဟိုမြောက်ဒီမြောက်လို့တော့မိဘတွေသွားဒုက္ခရောက်တာမိသွားတော့ဒီလူကသူသားက PDF ထဲမှာဘာညာပြောလောက်ပုံရပါတယ်ဒီလိုပြန်လွတ်လာတဲ့သူတွေစီကပြန်ကြရတာပေါ့သူသားကဒီ PDF ထဲမှာဆိုပြီးလက်ပြန်ကျိုးတွေတုတ်ဓာရီနဲ့မှုန်းကကြေးတွေနဲ့ထိုးပြီးတေးသွားတယ်တော့ပဲအတီးပြထားရသေးတာလုံးလုံးစဲအဲ့ဒီအလောင်းတွေလည်းသွားမကောက်ရသေးဘူးအုံကုန်တော့တိုက်ကိုရောက်ရှိနေတဲ့အဲ့ဒီစစ်ကြောင်းဟာအော်တိုဝါလာ20ရက်မှာစိတ်တရားဖို့လက်နေကြီးနဲ့ပြစ်ခတ်ခဲ့ရာကြေးရွာတဲ့ဘုံကြီးကြားရောက်ပတ်ဝဲခဲ့တာကြောင့်အမျိုးသားတအုပ်ဘုံစတိမှန်တည်ဆုံးခဲ့က ကလေးတဲဦးလဲတရားရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်စိတ်တရားကိုဆက်လက်စစ်ကြောင်းထိုးလာရကအော်တိုဘာ22ရက်မနက်ပိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပြီးညနေပိုင်းအထိတိုက်ပွဲတွေပြင်းထန်ခဲ့တာပါဒါပြင်အော်တိုဘာလ16ရက်မှာရုံးမေရွာကိုရောက်ရှိနေတဲ့စစ်ကောင်စီတပ်နောက်တဲ့စစ်ကြောင်းတစ်ခုကလည်းရွာကအမျိုးသားနှစ်ဦးနဲ့အမျိုးသမီးတဦးကိုဖမ်းဆီးတပ်ပြတ်ခဲ့တယ်လို့သိရပါတယ် 2024အိုးလာမှာစတင်ခဲ့တဲ့တစ်တုံညာနေကိုဒုတိယလိုင်းရှာမန်စစ်စင်ရင်မှာမန္တလေး PDF ဦးဆောင်တဲ့ပြည်သူ့ကာကွယ်ပူပေါင်းတပ်တွေကမရိယံမြို့နယ်ကစစ်စခန်း30ကျော်ကိုသိမ်းပိုက်ပြီးတဲ့နောက်နေမြေအားလုံးကိုတနင်္လာနေ့ကထိ ंछ ုံနိုင်ခဲ့တာပါပြီးခဲ့တဲ့ဇူလိုင်လနောက်ဆုံးအပတ်မှာစစ်ကောင်စီတပ်မန္တလေးအလဲပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တပ်တွေနဲ့ပြည်စော်ဒီတပ်ဖွဲ့တွေပူးပေါင်းပြီးမရိယံမြို့နယ်ကို ပြန်လည်ပြင်းထန်ထိုးစစ်ဆင်လာခဲ့ရမှာအရေးပါတဲ့နေရာတွေဖြစ်တဲ့ဖျောင်းတော်ရွှေလုတ်ကွတ်အယ်ဖာဗီလက်မြေစစ်ရုံတွေပါအဝဲတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်နိုင်ခဲ့တဲ့နေမြေတွေရဲ့ခရစ်စစ်လာရိုင်နုံလောက်ကိုစစ်တပ်ကပြန်လည်သိမ်းပိတ်ထားနိုင်တယ်လို့သိရပါတယ်။ဇလင်းကြီးနဲ့တရုတ်ကျင်းနီစစ်ရုံအနေကကျေးရွာတွေကိုစိုးအစုကမြေပြင်စစ်ကြောင်းထိုးလေကြောင်းပုံကျဲကတပ်ဖြတ်ဖမ်းဆီးနေပါတယ်။ဒီသတင်းကို MFP ကတင်ဆက်ပေးထားပါတယ်။ စကိုင်းတိုင်းရင်းမပင်နဲ့စလင်းချင်းမျိုးနဲ့ဝမ်မောင်နဲ့ရန်စီတရုတ်ချင်းဤဆေယုံအနေကကျေးရွာတွေကိုစိုးစုစကြောင်းထိုးနေတာရဲတပ်တပတ်ကျော်ရှိလာပြီးတော့ရွာ20ကျော်ထွက်ပြေးနေရကဖမ်းဆီးတပ်ဖြတ်ခံရသူတွေလည်း9ဦးထက်မနည်းရှိတယ်လို့ဒေသခံသတင်းမြစ်တီက MPB ကိုပြောပါတယ်။ အောက်တိုဘာ16ရက်ကစတဲ့ကအင်အားရာချီတဲ့စစ်အုပ်စုတွေတရုတ်ကျင်းနီစစ်ရုံနီးမှာရှိတဲ့ကျေးရွာတွေကိုရွာစဉ်ပတ်မွေစစ်ကြောင်းထို့ကလူသက်လူရက်ဒေသခံတွေကိုဖမ်းဆီးနေရဖြစ်ပြီးတော့အောက်တိုဘာ24ရက်မှာလဲစစ်အုပ်စုကထမှန်အင်အားတိုးကစလင်းချင်းမြို့နယ်ထဲဆက်လက်စစ်ကြောင်းထိုးနေတာလို့ဆိုပါတယ်ခုကျွန်တော်တို့ဒီအကြမ်းမဲ့စစ်ကောင်တွေစစ်ကြောင်းထိုးမှုကြောင့်ကျေးရွာပေါင်းကျွန်တော်တို့20နီးပါးလောက်ကျွန်တော်တို့ပြေးနေရပါတယ်အပြည်သူဦးရေကလည်းကျွန်တော်တို့တပေါင်းခွဲအထက်မှာရှိပါတယ် အသူတို့ရဲ့အခုလုံအောင်မှုကတော့အဓိကတော့စန္ဒရိတ်ကဖေးဝါကျွန်တော်တို့ရေပေါ့နော်အရေးကျွန်တော်တို့အဲလိုအပ်ပါတယ်စိုးစုကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်ကရုတ်တရက်စစ်ကြောင်းတို့ဝင်ရောက်လာလို့အသက်လူထွက်ပြေးခဲ့ရပြီးစာနယ်ရိတ်ကအဝေးအထည်စတာတွေဘာမှမတည်ယူနိုင်ခဲ့ဘူးလို့လည်းကိုတိုင်စစ်ရှောင်နေရတဲ့အမျိုးသမီးတူကပြောပါတယ်အခုဒီရွာပေါင်းကတော့ပြေးရတဲ့ရွာပေါင်းကတော့20ခန်းလောက်တော့ရှိလိမ့်မယ် ပြေးရတဲ့ပြည်သူကလည်းတပေါင်းခွဲနှစ်ပေါင်းပဝင်းရှင်တော့ရှိလိမ့်မယ်လွတ်မယ်လို့ယူဆတဲ့နေရာမှာပြေးနေရတယ်ဒါပေမဲ့ဘယ်နေရာရောက်ရောက်ဟိုလွတ်တာတော့မလွတ်ပါဘူးဟိုနိုင်ငံတော်မလုံးချုံတာမို့ကိုပြည်သူတွေဘဝမလုံးချုံတာစလင်းကြီးနေတဲ့စစ်ကြောင်းထိုးနေတဲ့ဆိုးဆူဟာဒေသခံတချို့ကိုတစားကန်လူသားအတိုင်းကအဖြစ်ဖန်စီအတုံးချကတပ်ဖြတ်တာတွေလည်းရှိပြီးတော့အောက်တိုဘာ19ရက်က10တဲရွာနေမှာနှစ်ဦး ဇီတော်ကြည်ရွာနီးမှာနှစ်ဦးတက်ဖြတ်ဆွတ်မြစ်ခဲ့တယ်လို့အော်တိုဘာ19ရက်မှာပဲစစ်ရှောင်းတွေခိုးလုံနေတဲ့ဖုံဝင်းချောင်းနဲ့အဆောင်တွေကိုလေးချောင်းပုံချဲလို့ပြည်သူတဦးတည်ဆုံကတန်ငါတပါးအပေါဝင်စစ်ရှောင်းလေးဦးဒဏ်ရတယ်လို့စလင်းကြီးမြို့နယ်တပိတ်အင်အားစုအဖွဲ့ဝင်တွေကပြောပါတယ်လက်ရှိမှာဆုံးစုတရုတ်ကျင်းနီစက်ယုံခြံစီယိုအပြင်ဘက်စဲတဲနဲ့ဇီတော်ကျွာအနီးအထိုင်ကြကစစ်ကြောင်းထိုးနေပြီးတော့လက်နက်ကြီးနဲ့ရန်ကားပစ်ခတ်တာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခခတက်လာတဲ့ပါရာမော်တာစက်တက်လီတီဂျန်ယိုကော်ပတာရဟရင်ငယ်တွေနဲ့လေချောင်းပုံးကျဲတာတွေနေ့စဉ်ကျူးလွန်နေတယ်လို့ဆိုပါတယ်။စိုးစုရန်ကျောင်းဆလင်းကြီးမြို့နယ်မှာရှိတဲ့လက်ဝဲတောင်ရွှေလီပလောင်ဂရိုကုံဝဲကြီးဝဲကွယ်ဝက်မေကန်တော်ဇီတော်စဲတဲတဲကောကြီးလေတီတုံတော်ကြောင်ဖောင်းကတာထန်တော်ကြီးမိုးကျိုးပြင်းအလဲရွာတောင်ရွာနဲ့မြောက်ရွာ ဖောင်းကားအလဲရွာတောင်ရွာနဲ့မြောက်ရွာစတဲ့ကျေးရွာတွေကပြည်သူ2000ခန့်စပေးဆောင်ထွက်ပြေးနေရတာဖြစ်ပြီးတော့ကလေးတငယ်ကိုဝင်ဆောင် အမျိုးသမီးတက်ကြီးရွယ်ဦးတွေရဲ့ကျမ်းမာရေးအတွက်လည်းစေဝါကူတာပေးမဲ့အဖွဲ့အစည်းတွေလည်းလိုအပ်နေတယ်လို့ဆိုပါတယ်။လူတို့ကိုနီလန်းမျိုးစုံနဲ့အကျန်းဖတ်နေတဲ့စက်ကောင်စီရဲ့ရွေးကောက်ပွဲကိုဒနုပြည်သူလူမျိုးရေးတပ်မတော်အနေနဲ့လက်မခံနိုင်ကြောင်းပြောဆိုထားပါတယ်။အပြည့်အစုံကိုရွှေပြည်မြေကတင်ဆက်ပေးထားပါတယ်။ ။ဘွာသုံးလုံးတခါတည်းချတာကြောက်စရာကြီး။ပြည်သူလူထုတွေကိုနီလန်မျိုးစုံနဲ့အကြမ်းဖက်နေတဲ့စစ်ကောင်စီတပ်ဟာလာမယ့်ဒီဇင်ဘာလထဲမှာ ပြုလုပ်မယ့်ရွေးကောက်ပွဲကိုဒနုပြည်သူလူမျိုးရေးတပ်တော် DPRA ကလက်မခံကြောင်းအောက်တိုဘာလ23ရက်မှာထုတ်ပြန်ပြောဆိုထားပါတယ်။စစ်ကောင်စီတပ်ဟာဒနုဒေတာအပါဝင်နိုင်ငံတော်ကအယက်သားနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုပုံမမျိုးမျိုးတက်ပြီးဖမ်းဆီးတာ လူတို့တွေကိုအကြမ်းဖက်တက်ပြက်တာအမျိုးသမီးတွေပေါ်လိမ်အမျက်ထုတ်တာလူထုတွေရဲ့အိုးအိမ်တွေကိုမီးရှို့ဖျက်ဆီးတာနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီး လူထုတွေကိုညီမျိုးစုံနဲ့ဖိနှိပ်နေတာလို့ဆိုပါတယ်။အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး DPOA ရဲ့ဥက္ကဋ္ဌဖြစ်သူ ကိုထွန်းနိုင်ကရွှေပြည်မျိုးကိုခုလိုပဲပြောပြပါဗျ။အလုံးတီအောင်ဆိုပြီးတော့မှကျွန်တော်တို့ထုတ်ပြန်ချက်ထုတ်တာပေါ့။ဒါမဲ့တကူရှိတာကတော့ကျွန်တော်တို့ data မှာတော့ ပြီးသုံးလုံးပါတီနည်းနည်းလေးလို့ရှားမှုရှိတယ်ပြီးရင်ကြံ့ဖို့ရှိတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့တနုဒေတာမှာတော့အခုချိန်တည်းအရောဘယ်သူဘယ်ဝဘယ်တယောက်ဆိုတာကိုကိုစလဲအနေနဲ့ထုတ်ပြောတာတို့ပေါ်ပြတာတို့ညင်ချက်ထုတ်တာတို့မလောက်ရဲဘူးရပြီးရင်ဒီရွေးကောက်ပွဲတော့ကျွန်တော်တို့ဒေတာမှာရှိတဲ့လူသူရောတနေငါလုံးမှာလည်း တနေကတော့မှရှိတဲ့လူသူရောတူတူပါပဲဒီ UK ကတော့စိတ်ဝင်မစားဘူးပြော့ဒါပေမဲ့စိတ်ဝင်စားတဲ့အပိုင်းကတော့ရှိတယ်တယောတဲ့အပိုင်းပေါ့ဒီအာနာတိန်ထားတဲ့အချိန်မှာအရေးပေါ်ကာလမှာရွေးကောက်ပွဲလောက်တာဆိုတာယူတာပဲလေဒါအယူယူတာလည်းဆိုးတယ်ပေါ့ဘယ်လိုပြောမှန်းတော့မသိဘူးပေါ့ဘယ်သူမှလည်းလက်ခံမှာမဟုတ်ဘူးတရားလည်းဝင်မှာမဟုတ်လေဝင်စရာအကြောင်းလည်းမရှိဘူးပေါ့ဒါနိုင်ငံတကာလည်းဘယ်လိုပဲပြောပြောတရားဝင်မှုလက်ခံမှာမဟုတ်ဘူးဗျ DPRA ရဲ့အနေနဲ့အနာကက်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးမှာလဲဒနုလူမျိုးတွေရဲ့ကိုစားပြုအနေနဲ့ပြည်တွင်းပြည်ပနိုင်ငံတကာအားစုတွေနဲ့တူစီရေးနိုင်ငံရေးအရှိန်မြင့်ပြီးပူးပေါင်းဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်။ဒါ့အပြင် လူထုတွေအနေနဲ့လဲစီအုပ်စုရဲ့အချိုးစီပွားနဲ့စီအုပ်စုအာဏာတည်မြဲအောင်အစိပ်ပင်ရေလောင်းတလို့မဖြစ်အောင်စစ်ကောင်စီတပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံတာ ဘူးပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့တိုက်တွန်းထားပါတယ်။ဆောင်းရတီရောက်လာလို့ရခိုင်ကဆက်ဆောင်တွေအနှွေးထန်တဲ့စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့ဆက်ဆောင်ရေးကုညီနေသူတွေကပြောပါတယ်။ဒီသတင်းကို Western News ကပေးပို့ထားပါတယ်။မကြခင်ဆောင်းရတီရောက်လာတော့မှမို့ရခိုင်ဆက်ဆောင်တွေမှာအနှွေးတဲ့အပြင်စာနာရိတ်ခါတွေလည်းအရေးပေါ်လိုအပ်လာနေတယ်လို့ဆစ်ဆောင်ရေးကူညီနေသူတွေကပြောပါရယ်။ရခိုင်ကဆစ်ဆောင်တွေမှာ ယာယီစကန်တွေကိုတောတောင်နေလေဝင်းပြင်တွေမှာယာယီတဲထိုးပြီးနေနေရတာပါ လာမဲ့ဆောင်းရသည့်အတွက်အနှွေးတဲ့အင်ဂျီတွေစောင့်တဲ့ခြံအောင်အကူအညီရရှိဖို့မျှော်လင့်နေကြပါတယ်အဲအဆင်မပြေရဘူးပေါ့ဒီဘက်မှာလာပါဆိုတော့ကျွန်တော်တို့ကနေရမပြန်နိုင်သေးတယ်ဆွချောင်းလေးတော်တော်များကရှိသေးတယ်နော်တန်တရာကောရောပေါ့နော်နေရမပြန်ဆွချောင်းလေးအဲဒါစားဝတ်နေရေးတွေနဲ့ဒီအခက်ခဲတာတော့အများကြီးပေါ့ချမ်းမာရေးကဏ္ဍလေးရောပေါ့နောက်ပြန်ကျွန်တော်တို့ကပါတော့ ။တနည်းတော့ကြာလာတဲ့ချိန်မှာကဒီအဝတ်တွေကိုလည်းတနည်းထွက်လာကြတဲ့လူတွေကများတယ်လေ။အဲဒါပါပဲဖြစ်တော့အစားအသောက်ရအချိန်မပြေဘူးပေါ့နော်။အလွေးတွေလည်းပါလေရစားပေါ့နော်။ဒီအရကျွန်တော်တို့ကစားနပ်ရိတ်ခါနဲ့ဒီကျန်းမာရေးတဲ့အဆင်မပြေဘူးရဒီဘက်ဒီမှာလေအဲဒါကျွန်တော်တို့ဒီဘက်က CSO တွေရောတော်တော်များများတော့လုတ်တော့လုတ်နေကြတာပေါ့ဒါမှမဟုတ်ကျွန်တော်တို့က live မမီးဘူးလေနော် ရခိုင်ကဆစ်ဆောင်တွေဟာပုံနာကျွန်းကြောက်တော်ရသေတောင်တန်တွေဂွအစတဲ့မြို့နယ်တွေက အများဆုံးဖြစ်ပြီးအဲ့ဒီဆစ်ဆောင်တွေက အတိကအရေးပေါ်စားနပ်ရိက္ခာတွေလိုအပ်နေတာလည်းဖြစ်ပါတယ်ဆစ်ဆောင်စကန်တချို့မှာစားနပ်ရိက္ခာတွေပြက်လက်နေတာကြောင့်စံပြုတ်တွေတောက်နေရတယ်လို့ဆစ်ဆောင်ရေးကူညီနေသူတွေကပြောပါတယ်တစ်ဖက်မှာလည်းစစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေမြို့ပေါ်မှာစစ်ဆောင်9000အထိရှိနေပြီးအဲ့ဒီစစ်ဆောင်တွေကတော့စစ်တွေမြို့ပေါ်ကဘုံကြီးကျောင်းတွေမှာခိုလုံနေရတာပါ။ ခိုင်ကစစ်ဆောင်တွေအတွက်နိုင်ငံတကာကလူသားချင်းစာနာမှုအကူအညီတွေပေးဖို့စ조사နေပေမဲ့စစ်ကောင်စီကအဲ့ဒီအကူအညီတွေကိုလက်ရှိအချိန်ထိပိတ်ပင်တားမြစ်နေပါတယ်။အဲဒါဆေးဝါးလေးရယ်ရှားပါရယ်ဖကတာလေးရဒီသူတို့ကညီပေါင်းစုံနဲ့ဒီလမ်းကြောင်းလေးကပိတ်ဆို့ထားတာဟိုပိတ်ဆို့ထားတာပါပြီးတော့ဒီဆေးဝါးလေးလုံလောက်မှုမရှိဘူးနောက်ပြန်ရှားပါရယ် အဲ့ဒါကိုတော့လေအတက်တိုင်းဆုံးကတော့လိုက်ပြီးတော့တော့ကူတော့ကူရင်လည်းကြာလာပေါ့ဒါပေမဲ့လိုက်မမီဘူးလေကျွန်တော်တော့ဘာပြောတော့ဒီကောင်လေးကဒီဆရာသားရှောက်စုတွေကလမ်းကြောင်းလမ်းနဲ့တော့ပိတ်ဆို့ထားတာပေါ့ကျွန်တော်တို့တော်တော်များများဆိုစိတ်ကြောက်နေတဲ့ဒီဘုံဘို့ချင်းတွေဘာတွေမှညာအိတ်ကြတာပေါ့အဲ့ပြင်မျိုးဆိုရင်ထလမ်းမှုအမြဲထိတ်လမ်းမှုအမြဲတမ်းရှိတယ်လေအဲ့လူသက်တဲ့လေရင်တွေကအမြဲတမ်းလာတယ်လေလာပြီးတော့ဝေးတာတော့ကင်းထောက်တာတော့နော်အဲ့ဒါလေးကတော့ရှိတယ်အဲ့ကောင်လေးကတော့အများကြီးဆိုရင်ရှိတယ် တစ်ဖက်မှာလည်းစစ်ဆောင်တွေအများပြားဟာကုံစင်းလုံးမြင့်တက်မှုတန်းနဲ့ငတ်မှုမှုတန်းကိုခါစီခံနေကြရပါတယ်။လက်ရှိရခိုင်မှာစစ်ပေးဆောင်ဦးရေ6သိန်းကျော်အထိရှိနေပြီးစစ်ဆောင်အများပြားမှာစားနပ်ရိက္ခာအပြင်စစ်ဆောင်ကလေးငယ်တွေရဲ့ပညာရေးတွေကလည်းအလံဝင်နေဆဲဖြစ်ပါတယ်။မုံရွာချောင်းဦးစီမီတပိတ်ကိုစောအုစုကပုံကျက်တက်ဖြတ်ပြီးနောက်စေမကူတနိုင်အောင်ပိတ်ဆို့ဖြတ်တောက်ထားလို့ဒဏ်ရာသူတို့ချို့ထပ်မံသေဆုံးနေရပါတယ်။ ီသတင်းကို MFP ကထပ်မံပေးပို့ထားပါတယ်စကိုင်းနိုင်မုံရွာနဲ့ချောင်းနယ်ဆက်ဘုံတုံရွာမှာပြုတ်လုတဲ့တရင်ကျူလာပြင်းနေညစင်မင်းထွန်းတပိတ်ကိုစောစုကဘုံကျဲတက်ဖြတ်ပြီးနောက်စေဝါကူတော်ခွင့်မရအောင်ပိတ်ဆို့ဖြတ်တောက်ထားလို့ဒဏ်ရသူတွေလုံလောက်တဲ့ကျမ်းမာရေးဆောက်ရှောက်မှုမရပဲထပ်မံသေးဆုံးသူတချို့ရှိတယ်လို့ဒေသခံတရင်မြစ်တီကအမှတ်ပြုကိုပြောပါတယ်။ အောက်တိုဘာ6ရက်သတင်းကြိုလာပြင်းနေညကချောင်းနယ်ဘုံတုံရွာမှာပြစ်လုတဲ့စီမီထွန်းတပိတ်လူအုပ်ထဲကိုမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခခနေတက်လာတဲ့စက်တက်လီဒီပါရာမော်တာနဲ့120မမဘုံဒီနှလုံးကျဲချလို့ကလေးသင်ငယ်နဲ့အမျိုးသမီးတွေအပေါင်းလူ22ဦးပွဲချင်းပြီးတည်ဆုံက60ကျော်ဒဏ်ရာရခဲ့ပါတယ်။ ။တန်ရသူတွေတဲ့ကအော်တိုဘာ9ရက်မှတအိုးနဲ့အော်တိုဘာ22ရက်မှနောက်ထပ်တအိုးထပ်မံတည်ဆုံးခဲ့ပြီးကြန့်ရှိနေသေးတဲ့တန်ရသူတွေလည်းစေဝါကုသရေးခက်ခဲနေသလိုဆေးနဲ့ကုသရေးပစ္စည်းတွေအရေးပေါ်လိုအပ်နေတယ်လို့စကိုင်းပြည်သူ ဖေးမကူကွန်ရရဲ့ချောင်းမြို့နယ်တာဝန်ခံဆီယာမမေတီကပြောပါတယ်။ကြာဆုံးကသူလက်ရှိချိန်ထိဆိုလို့ရှိရင်20နဲ့9ရက်ရှိသွားပြီပေါ့။အခုချိန်မှာဆေးဝါးတွေကဆရာရဲ့ ဟိုလူတဲ့သူတွေအနေနဲ့ပူနိုင်တဲ့သူတွေအနေနဲ့ရှိပေမဲ့ငွေကြေးရှိပေမဲ့ပေးရတဲ့လမ်းကြောင်းတွေတော်တော်ကိုခက်ခဲနေတယ်ဆိုတော်တော်ကိုခက်ခဲနေတာဘယ်လိုတော့ဆိုသူကခက်ခဲခဲဝေရအောင်တော့လမ်းမှာသူကတွေ့ပြီဆိုလို့ရှိရင်ဒါတွေကိုရှာတယ်ရှာပြီးတော့တခါတည်းသိမ်းလေတို့အဲ့လိုဖြစ်နေတဲ့အတွက်ကျမတို့မှာတော်တော်လေးကိုခက်ခဲပါတယ်ဒီဘက်မှာလေစောစုကချောင်းစီမီတပိတ်ကိုပုံကျဲတက်ဖြတ်ခဲ့ပြီးနောက်ထိခိုက်ဒဏ်ရာသူတွေကိုကုညီကယ်ဆယ်မလုဆန်နိုင်အောင် ဈေးကူတာခွင့်မရအောင်ရည်ရွယ်ချက်ရှိရှိကန့်သက်ပိတ်ဆို့တာတွေလှုံ့ဆော်ခဲ့ပြီးစီမီတဲ့ပိတ်လူအုပ်ထဲကိုဘုံကျဲတက်ဖြတ်ပြီးနောက်နိုင်အတော်ကြာတဲ့အထိချောင်းနဲ့မုံရွာနေတဲ့ဆက်လက်လေးချောင်းဘုံကျဲတာလက်နက်ကြီးနဲ့ရန်ကားပစ်ခတ်တာနဲ့စေဝါပစ္စည်းတွေမတည်ယူနိုင်စေဖို့မုံရွာနဲ့ချောင်းနယ်တဲ့အဓိကကြတဲ့လမ်းတွေမှာဂိတ်ဖွင့်စစ်ဆေးကန့်သက်တာတွေလှုံ့ဆော်ခဲ့တယ်လို့ဒေသခံကုညီကယ်ဆေးလုံနေသူတွေကပြောပါတယ် ချောင်းစီမီတပိတ်ဘုံကျဲခံရမှုကြောင့်အသက်16နှစ်အောက်ကလေးတငယ်၄ဦးအပါအဝင်အမျိုးသား22ဦးနဲ့အမျိုးသမီး3ဦးတေဆုံးသူစုစုပေါင်း24ဦးရှိလာပါတယ်။တေဆုံးသူတွေဟာတပိတ်ဘွယ်ဝင်5ဦးပညာရေး CDN 2ဦးဒေသခံပြည်သူ17ဦးနဲ့တော်လန်ရဲဘော်6ဦးလို့ဖြစ်ပါတယ်။ဘုံနဲ့ကြောင့်ကလေးတငယ်တွေအပါအဝင်အမျိုးသမီး20ဦးနဲ့အမျိုးသား53ဦး စုစုပေါင်း63ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့လက်ရှိမှာဒဏ်ရာသူတွေအတွက် စေဝါနဲ့ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်နေတယ်လို့ဆိုပါတယ်မုံရွာနမခတဲ့ကနေစေအုပ်စုအား၆မျိုးနဲ့အပေါင်းရင်ဒေတာရင်းမျိုးရွာတွေကိုတိုက်ပွဲမရှိဘဲစက်တက်လေတီဂျိုင်ယွန်ကော်ပိုရာတွေနဲ့နေစင်လေးချောင်းပုံကျဲတက်ဖြတ်တာလက်နက်ကြီးရဲနဲ့ပစ်ခတ်တာတွေထင်တိုင်းကျဲကျူးလွန်နေတာပဲဖြစ်ပါတယ်။ကလေးမျိုးနယ်မှာစစ်ကောင်စီကစက်ကြောင်းထိုးနေလို့ဒေတာခံတထောင်ကျော် စပေးတင်ရှောင်နေရပါတယ်။ဒီသတင်းကိုဇလန်မီဒီယာကတင်ဆက်ပေးထားပါတယ်။စကိုင်းတိုင်းကလေးမြို့နယ်အတွင်းကလေးတမူလမ်းမနဲ့ကလေးကံကောလမ်းမကြီးဥမှာစစ်ကောင်စီတပ်ကအင်အားအလုံးအရေးနဲ့စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်ဒေသခံတွေတင်းရှောင်နေရပါတယ်။ဒီလ16ရက်ကစပြီးစစ်ကောင်စီတပ်တွေဟာကလေးမြောက်ပိုင်းနဲ့တောင်ပိုင်းမှန်တော့ရွာဘက်ကိုစစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ90ထက်မင်းဲမှာရှိတဲ့ဒေသခံလူဦးရေတထောင်ကျော်ဟာဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါဗျ။စစ်ဘေးရှောင်တွေထဲမှာတက်ကြီးရွယ်အိုတွေ၊ကိုန်ဆောင်မိခင်နဲ့ကလေးသူငယ်တွေပါဝင်ပြီးအရေးပေါ်စာနယ်ရိတ်ခါစေဝါ၊ကျမကြီးကူညီဆောင်ရှောက်မှု အခြေခံစားသောက်ကုန်စတဲ့အကူအညီတွေလိုအပ်နေတယ်လို့ဆိုပါဗျ။အခုတစ်ခေါက်ကတောင်ရောမြောက်ရောထူးနေတာ အင်းအားများတော့ပြီးရတဲ့ရွာတွေလည်းများတယ်။လောလောဆယ်စားနေရိခအဓိက လူတာပေါ့လေ။အခုကဆောင်းလေးစဝင်တော့မှဆိုတော့အေးလေးအေးလာပြီ။တောထဲတောင်ထဲရှောင်နေရတဲ့သူတွေလည်းရှိတော့အခုငွေတွေလိုအပ်နေတာပါ။အရေးပေါ်တင်းရှောင်နေရတဲ့ဒေသခံပြည်သူတွေရဲ့လိုအပ်ချက်တွေအချိန်မီပြည့်တင်းနိုင်ရေးကလေးမျိုးလူထုတိုက်ပွဲဥဆောင်ကော်မတီအနေနဲ့အရေးပေါ်တုံ့ပြန်ရေးနဲ့ကုညီရေးအဖွဲ့ကိုဖွဲ့စည်းထားပါတယ်။လက်ရှိမှာရာဇဂျို အရှိခုံသာအနောက်ခုံသာနန်းဟန်နဲ့နန်းဆောင်ဘူး၊ကန်ကြီး၊ကန်တာယာ၊ကျန်ဆက်ကုန်း56မိုင်လက်ပံချောင်းပြင်တော်ဦးအောင်ရွာမင်းလှမြောက်ချောတော်ငါးရကုန်းစတဲ့ကျေးရွာတွေကဒေသခံတွေတင်းချောင်နေရတာပါစစ်ကောင်စီတပ်ကကလေးမြုံမြောက်ပိုင်းလက်ပံချောင်းရွာကလူနေအိမ်ငါးလုံးကိုမိရှို့ပြီးအရှိခုံသာနဲ့အနောက်ခုံသာရွာကပြည်သူ၉ဦးကိုတပ်ဖြတ်ခဲ့တယ်လို့သိရပါဗျဒေသခံပြည်သူတွေဟာ ဘေးလူရအနီးနာကရွာရီနဲ့ကလေးမျိုးပေါ်ကိုထွက်ပြေးကြသလိုအင်ကြနဲ့ဆက်ဘက်ကိုလည်းထွက်ပြေးခုန်လုံနေကြရပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်တွေဟာဓမူမျိုးဘက်ကိုစစ်ကြောင်းထိုးဖို့စကန်းကြီးရွာဘက်မှာစုဖွဲ့ထားသလိုဓမူဘက်ကနေလည်းကလေးမျိုးဘက်ကိုစစ်ကြောင်းထိုးလာတာလည်းရှိပါတယ်။ဒါအပြင်ချင်းတောင်ဘောကနေစစ်ကူမလာနိုင်အောင်ကလေးမျိုးအထက်ပိုင်းရှုခင်းတာမှလည်းအင်အားပြည့်တင်းနေကြပါတယ်။ စစ်ကောင်စီဟာဒီဇင်ဘာလမှာကျင်းပမဲ့ရွေးကောက်ပွဲမတိုင်ခင်ကလေးကဘော်ဒေတာကတော်လှန်ရေးတပ်ဖွဲ့တွေစုံမိုးထားတဲ့နေမြေတွေကိုပြန်လည်ရယူနိုင်အောင်ကင်းစင်နေတာဖြစ်ပါတယ်အေရီတိုင်းတွင်းမှာရာဇဝတ်မှုကျွလွန်နေသူတွေကိုဖောက်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးတဲ့အခြေအနေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအေရီတိုင်းသတင်းဌာနကပေးပို့ထားပါတယ်။ အီအာရီတိုင်းတွင်းမှာရာဇဝတ်မှုတွေထူပြောနေပေမဲ့ကျူးလွန်သူတွေကိုဖော်ထုတ်ဖန်ဆီးနိုင်တာမရှိတဲ့အခြေအနေတွေကြောင့်ဒေသခံပြည်သူတွေကတော့စစ်ကောင်မရှင်လောက်ခံရဲတပ်ဖွဲ့ကိုဝေဖန်ပြောဆိုနေကြပါတယ်။ဟင်္ဒရာမျိုးကဆရာဝန်လင်မယားအသက်ခံရမှုမှာဆိုရင်တလာခွဲကြုံလာတဲ့အထိကျူးလွန်သူတွေကိုဖမ်းမမိသေးတာကြောင့်ဒေသခံတွေကြားမှာဝေဖန်မှုတွေမြင့်တက်နေပါတယ်။အေရီတိုင်းဟင်္ဒရာမျိုးသုံးပင်ခွင့်ရက်ကွက်ကဘူအောင်ကျော်လန်းကစေကမ်းမှာစက်တင်ဘာ၈ရက်နေ့က သွားထုတ်ကိုဆရာဝန်ဒေါက်တာတင်မောင်ထွန်းနဲ့ဇနီးဖြစ်သူဒေါ်စင်မင်းသက်တို့အသက်ခံရပြီးအခြားအိမ်သားနှုတ်ပါထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ် CCTV မှာလည်းဒီကလစ်ဆိုင်ကအဖြူရောင်နဲ့ဒီမိုးကအနေရောင်ချုံးထားတဲ့သူကိုတွေ့ရတာနဲ့အခုထိဖမ်းဆီးနိုင်တာမျိုးမရှိသေးပါဘူးကရဲတွေကလည်းဒီလိုင်းကြီးကလွယ်ပြီးကျန်တာစိတ်ဝင်စားတော့ဘူးလေဒီအဲမြို့ပေါ်မှာလည်းဒီတရားဥပဒေမကင်းလာဘူးတလိုမျိုးဖြစ်နေတာပေါ့နော်အခုက အသက်ခံရသူတွေရဲ့အိမ်ကိုဝင်ထွက်ရှိတဲ့လူငယ်ချို့ကိုဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်ခဲ့ပေမဲ့အမှုမှန်ပေါ်ပေါက်တာမရှိသေးဘူးလို့ရဲတပ်ဖွဲ့နဲ့နှိစက်သူတွေစီကသိရပါဗျ။ဟင်္ဒရာမြို့မှာမူရစ်စေဝါတွေပေါ်များလာတာကြောင့်လစဉ်လာတိုင်းလူတက်မှုတွေဖြစ်ပွားနေပြီးတရားဥပဒေစိုးမိုးမှုကင်းမဲ့နေတယ်လို့လည်းပြောကြပါဗျ။ ဒါအပြင်ဟင်္ဒရာမြို့မှာအောက်တိုဘာလဆန်းပိုင်းကလမ်းသွာလမ်းလာတွေကိုဆိုင်ကယ်နဲ့လိုင်းလံလူရဲမှုတွေဇက်တိုက်ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ဥပ္ပိဇာရလန်အနီးမှာ မတ်တက်ပြီးဆိုင်ကယ်နဲ့လူရဲတဲ့သူဟာ မနေ့အစောပိုင်းနေကလာတဲ့ဈေးဝယ်သူတွေခရီးသွားသူတွေနဲ့ဈေးသည်တွေကိုပြစ်မှတ်ထားလူရဲနေပြီးရဲစခန်းကို တိုင်ကြပေမဲ့ဖမ်းဆီးနိုင်တာမျိုးမရှိဘူး။ ီလိုဖြစ်စဉ်တွေဖြင့် AR တိုင်းတွင်းမှာထူးခြားတဲ့မှုကင်းတွေဖြစ်ဘုံကြီးကကျူးလွန်တဲ့တပ်ငယ်မရင်းမှုနဲ့မတန်ဆွမ်းသမီးပေါ်ဖခင်ကကျူးလွန်တဲ့အတ္တမမှုလည်းဖြစ်ပွားခဲ့ပါတယ် AR တိုင်းအိမ်မဲမျိုးမှာမတန်ဆွမ်းဖြစ်နေတဲ့သမီးရင်းကိုအကြိမ်ကြိမ်ကိုဝင်ဆောင်ခိုင်းတဲ့အခြေအနေထိအတ္တမပြုကျင့်ခဲ့တဲ့အသက်50ရွယ်ဖခင်ကိုမူပင်ရဲစခန်းမှာဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါသေးတယ် အရာရီတိုင်းတွင်းကရဲတွေဟာအရက်သားတွေကိုမတရားပုံမှန်တက်ဖန်စီအကြက်ကင်ငွေညစ်တာတွေလောင်ကစားဝိုင်းနဲ့နှလုံးသုံးလုံးတိုင်းတွေစီကတရားဝင်ငွေကြေးတောင်းခံတာတွေငွေရစေးရောင်းတာတွေတဲယူပေးတာတွေလုပ်နေပြီးပြည်သူလူထုကိုကာကွယ်ပေးရမယ့်တာဝန်တွေပြက်ကွက်နေတာကြောင့်တရားဥပဒေစိုးမိုးမှုကင်းမဲ့လာတယ်လို့ပြည်သူတွေကဆိုပါတယ်မောမာတဆယ်မြင်းဆောင်မှပုံတင်ကန်ဆောင်သူကလွယ်ပြီးစိုးစုကသွာလာခွင့်ကန့်တက်လာပါတယ်ဒီသတင်းကိုသတင်းနိုင်တိုင်းကပေးပို့ထားပါတယ် မော်မီနယ်မှာတဆယ်မြင်းဆောင်ဖက်ပုံတွင်ကိုင်းဆောင်တူကလွဲရင်တွာလာခွေကတ်တက်လာတယ်လို့ရင်ပြေးဆွဲတူတွေနဲ့ခီးတွားတွေထံကနေသိရပါဗျ။ရွေးကောက်ပွဲနီးလာတာနဲ့အများစေအုပ်စုလက်အောက်ခံလက်နက်ကင်တပ်ဖွဲ့ဂိတ်တွေပါဝင်ဌာနဆိုင်ရာပူးပေါင်းဂိတ်တွေမှာအဓိကစစ်ဆေးနေတယ်လို့ရှောင်းတခင်ဂိတ်ချပြီးတော့ခီးတွားပြည်သူတွေကိုစစ်ဆေးတာတွေတင်းတင်းကြပ်ကြပ်လှုပ်ဆောင်လာတာပါ။အဲ့ဒီလိုစစ်ဆေးတဲ့အခါမှာမော်မီနယ်မှတ်ပုံတင်ဖြစ်တဲ့တဆယ်မြင်းဆောင်မှတ်ပုံတင်ကင်ထားတဲ့တူတွေမဟုတ်ဘူးဆိုရင် လူရကိုခီးတွားခွင့်မပေးတော့တာနောက်ပြန်လှည့်ခိုင်းတာတွေလုပ်နေတယ်လို့စိုက်ထူမော်လမြိုင်ရင်ပြေးဆွေးနေတူတူးကပြောပါတယ်။ပြေးသွားဦးဆိုတာဟိုအညာဘက်တို့ရန်ကုန်တို့ပဲကိုလိုဘက်ကမွန်ပြည်နယ်ဘက်နေရာတွေသွားမယ်လို့ဆိုရင်အခုကလည်း time ထွက်တာများတာပေါ့လေဒီဘက်လူတွေအောက်လန်းသွားကြတာဆိုတော့ကာကလေးလူစီစစ်တာများတာပေါ့ဘယ်သူဘယ်ဟိုသွားမှုလဲအဲဆိုတော့ချေလုံးစောက်ကြည့်နေတဲ့ပုံစံမျိုးဖြစ်နေတာဟိုစစ်စစ်ကျန်တဲ့ဘောပေါ့ဂျာတီတာဆိုလို့ရှိရင် မပြေးသွားဘူးဟိုတခါကျရင်လည်းဘယ်ဟုတ်သွားမလဲဘာလုံးမလဲဘာညာမေးတယ်ပြီးလို့စင်တယ်တောင်းပြန်လဲခိုင်းတာတွေပေါ့လေဟိုဟာပေါ့ဒုက္ခရောက်ကြတာပေါ့ခီးသွားရည်ရအချားနေဒေတာကနေလာတဲ့တူတွေကိုနေကျော်ပြစ်တက်မှတ်ပြီးမှတ်ပုံတင်အပါဝင်ခီးသွားမိနေရအကြောင်းအရာအချိန်ကာလထည့်ရေးထားတဲ့ရက်ခွက်ထောက်ကန်စာပါတဲ့တူတွေကိုဖြတ်တန်သွားလာခွေပြူပါတယ်ထောက်ခံစာမပါတဲ့တူတွေကိုငွေကျပ်တောင်းကနန်းကနေတင်းကနန်းထိတောင်းခံတာမျိုးတွေရှိနေပေမဲ့ ်အချို့ကိတ်တွေမှာငွေပေးတာကိုလက်မခံတဲ့အတွက်မှတ်ပုံတင်အပါဝင်ထောက်ခံစာအစုံအလင်ယူဆောင်ဖို့ကိုဒုက္ခတိုက်တွန်းပါတယ်။မကြာမီကျင်းပတော့မယ်ရွေးကောက်ပွဲကာလမတိုင်ခင်မော်မီနယ်အဝင်ထွက်တဲ့မျိုးပေါ်နေရာများစုမှာနှောက်ယှက်တိုက်ခိုက်တာတွေမခံရဖို့စစ်တပ်ကလုံခြုံရေးအထူးတင်းကျပ်ထားပါတယ်။ မော်လမြိုင်ဘက်ကနေပေါ့နော်ဟိုဖအံဘက်သွားတဲ့လမ်းမဆိုရင်တော့ဆန်ကန်နဲ့ဆိုရင်တော့တို့ယောက်ျားလေး၂ယောက်ဆိုရင်တော့တို့တိချာစစ်တာပေါ့ကားနဲ့ဆိုရင်တော့ဖပုံတင်စစ်တယ်တခြားမျိုးကလာတဲ့လူဆိုရင်တော့ပို့ဆိုးတော့ပေါ့တို့ပို့စစ်တယ်အဲဖပုံတင်တွေစမက်ကတ်တွေထောက်ကန်စာတွေပါလာမှရတာပေါ့တို့အကုန်တောင်းကြည့်တယ်အတိကာတော့အဲဒီမျိုးဝင်ထွက်တင်မှာစစ်စေးတော်တော်တင်းကျပ်ထားတာပေါ့နော်ဒီရွေးကောက်ပွဲကာလမှာပေါ့လူငယ်ပိုင်းတွေကိုမလို့အပ်ပဲနဲ့ခီးမသွားစေချင်ဘူးပေါ့နော်သွားမဖြစ်သွားမယ်ဆိုရင်လည်းတေချာလေးကယူဆက်ပြီးတော့သွားစေချင်ပါလေ ရန်ကုန်ရခိုင်စကိုင်းမကွေးပဲခူးအစရှိတဲ့ဒေတာကနေလာတဲ့တူတွေကိုအဓိကစစ်ဆင်းနေတဲ့မွန်ပြည်နယ်မှာတဲခုခန်းဟိုတယ်အိတ်ရိတ်တာနဲ့အဆောင်တွေမှာတဲခုမဲ့တူတွေကိုလည်းဝင်ရောက်စစ်ဆင်းနေတယ်လို့မတင်ကားတဲ့တူတွေကိုဖမ်းဆီးခဲ့ဖြစ်စဉ်တွေလည်းရှိနေတယ်လို့သူကဆက်ပြောပါတယ်။ဒါအပြင်တရုတ်နည်းပညာကူညီပေးထားတဲ့ PSNS လူပုဂ္ဂိုလ်စီစစ်စောက်ကြည့်ရေးစနစ်ကိုတုံးပြီးတော့နေရာနှက်မှာတက်ဆင်စောက်ကြည့်နေပြီးတော့မတင်ကားတဲ့တူတွေဖမ်းဝရန်ထုတ်ခံထားရတူတွေကိုချက်ချင်းဖမ်းဆီးဖို့ ပြည်နယ်စစ်ကော်မရှင်ကညွှန်ကြားထားပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့ဒေတာချေဆိုင်သတင်းမီဒီယာကိုခုနဲ့ဖွဲ့စည်းထားတဲ့မမမီဒီယာကွန်ဆော်ရှမ် BMC ရဲ့ရုပ်သံသတင်းအစီအစဉ်ဖြစ်ပါတယ်။ဒီအစီအစဉ်ကိုအပတ်စဉ်သတင်းနာနေ့နေ့လယ်2:15မိနစ်မှာထုတ်လွှင့်ပြီးတော့သတင်းနာနေ့ညနေ9:15မိနစ်မှာတစ်ချိန်ပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့မှုဝင်ကြပါ